ဒလိုင်းလာမားဆရာတော်ကြီးရဲ့ Beyond Religion Ethics for a Whole World ဆိုတဲ့စာအုပ်ကိုနှစ်ချုပ်မြန်မာပြန်ပြီးတပုတ်ချင်းစီကို Audio Book အနေနဲ့ဖတ်ပြပေးနေတာဖြစ်ပါတယ်။ဘာသာပြန်စာအုပ်ကိုကပ္ပကျင်းဝလို့နာမည်ပေးထားပါတယ်။ကပ္ပကျင်းဝမိခင်မေတ္တာ ုတ်သနာကရုဏာထားတော့အောင်သင်ပေးတယ်ပထမဆုံးဆရာကတော့တုတ်အမေပဲဖြစ်ပါတယ်အမေကစာမတက်ဘူးသာမန်လယ်သမားရဲ့ဇနီးတယောက်ပါဒါပေမဲ့သူ့လိုသနာကရုဏာပြည့်ဝသူမတွေ့ဘူးသူ့ရဲ့တိမ်မွေ့ပုံတွေအလုံးသားနှွေးတွဲပုံတွေကို သူနဲ့တွေ့တဲ့သူတိုင်းခံစားကြရတယ်ဖေနဲ့တော်တော်ကြွားတယ်ဖေကစိတ်တူစိတ်ဆက်တယ် တုတ်တုတ်ကလေးတွေကိုတောင်ရိုက်ချင်ရိုက်တာအမေသားပြရပြီးအမေစီကတွေ့တာမှုတွေရရှိခဲ့တာကံကောင်းပါလေဒါကြောင့်ပဲကျုပ်ကရုဏာထားရလာတာလို့ယုံကြည်ပါတယ်ကလေးဘဝတုန်းကတော့တခါတည်းမှာအမေရဲ့ဉာဏ်တရားထားရမှုအပေါ်ဖွင့်အေးယူခဲ့တယ်အမေကဘောဖွားစီးတဲ့အခါကျုပ်ကမိနေရွက်တစ်ဖက်ကိုလက်တစ်ဖက်စီနဲ့ဆွဲထားတယ် ညာဘက်သွားစေခြင်းရင် သူ့ညာဘက်နေရွက်ကိုတင်းတင်းဆွဲလိုက်တယ်။ဘယ်ဘက်သွားစေခြင်းရင်သူ့ဘယ်ဘက်နေရွက်ကိုတင်းတင်းဆွဲလိုက်တယ်။ကြုတ်သွားစေခြင်းနဲ့ပဲမိကမသွားရင်ကြုတ်စိတ်တူတာပေါ့။ဟုတ်ပါတယ်မိကစတာပါ။ကြုတ်အချက်ပြတာကို နားမလဲသလိုလိုနဲ့ကြုတ်မသွားစေခြင်းနဲ့ပဲသွားတာပါ။ကြုတ်စိတ်တူလဲမိကစိတ်မဆိုးဘူး။ အမေဘယ်သူအပေါ်စိတ်ဆိုးတာမှမတွေ့ဘူးအမေက သားသမီးတွေအပေါ်မှာသာကျင်နာတာမဟုတ်ပါဘူးတွေ့တဲ့လူတိုင်းအပေါ်မှာကျင်နာတတ်တာပါသားသမီးအပေါ်ထားတဲ့မိခင်မေတ္တာဟာအဓိကအားဖြင့်တွေ့တာဆက်ဆက်မှုကြောင့်ဖြစ်တယ်ဆိုတာသိကြပါတယ်မိခင်ရဲ့နှုတ်ပြန်မှုကအားကြီးပါတယ်ဒါကြောင့်ပဲအစင်းရဲ့ပြမခံပြီးသားသမီးကိုပြုစုယူရနိုင်တာပေါ့ ဒီလိုကိုကျိုးဆုံးအနစ်နာခံမှုဟာပညာတက်ခြင်းမတက်ခြင်းနဲ့မဆိုင်ပါဘူးအမှန်အမှားခွဲခြားနိုင်ခြင်းနဲ့လည်းမဆိုင်ပါဘူးမကြခင်ကဂျပန်ကနေအမေရိကသွားရင်မိခင်မေတ္တာကိုသတိထားမိခဲ့သေးတယ်ကလေးနှစ်ယောက်ပါတဲ့လူငယ်ဆုံးတွဲပြုတ်ပြေးမှာထိုင်တယ်သုံးလေးနှစ်လောက်ရှိမဲ့ကလေးအကြီးကနေရင်စွတ်တာနဲ့ချက်ပြေးနေတော့တာ ဖေလို့သူကလိုက်ဆွဲပြီးတိုင်ကုန်မှာပြန်ထိုင်ခိုင်းနေရတယ်။ကျုပ်လည်းကလေးကိုတရားလုံးပေးလိုက်တယ်။ကလေးကတရားလုံးယူပြီးစက်ပြေးနေတာပဲ။တစ်နှစ်သားလောက်ရှိမဲ့ကလေးကကိုယ်တည်းအဖေနဲ့အမေနဲ့အဲ့ဒီချော့ကြတယ်။နောက်ပိုင်းကျတော့ကလေးကြီးကအိပ်ပျော်သွားတယ်။အငယ်လေးကငိုနေတော့ပဲတော်တော်ပိုင်းမှာဖေလို့သူကကူချော့ပြေးပြီမင်း နောက်ပိုင်းကျတော့ပေလို့သူပါအိပ်ပျော်သွားတယ်။မနေ့ကျတော့မေလို့သူမှာအရေးပြက်ထားလို့မျက်စိတွေညည်းရဲနေတယ်။တညာလုံးကလေးထိန်နေခဲ့ရတာကို။အဲ့ဒါလေအမေလို့သူစိတ်ဆိုးစိတ်ပြက်ပုံမပေါ်ပါဘူး။မေတ္တာနဲ့ပဲကလေးကိုဆက်ပြီးပြုစုနေတယ်။ကျုပ်ဖြင့်အဲ့ဒီလိုတိခံမှုမျိုးစိတ်ကူးလို့တော့ မရပါဘူးကရုဏာတရားအကြောင်းပြောတဲ့အခါချွင်းချက်မထားတဲ့သဘောထားဝေကင်းစကလေးအပေါ်မှာမိခင်ကထားရှိတဲ့သဘောထားမျိုးကိုဆိုလိုပါတယ်တို့တို့အားလုံးဘုံသူပိုင်ဆိုင်ကြတဲ့တန်ဖိုးပဲဖြစ်ပါတယ်ဒီလိုမိခင်မေတ္တာသဘောတရားကိုသိရန်အမှတ်သားဖြစ်တဲ့မဒေါနာနဲ့ကလေးငယ်ရုပ်ပုံထဲမှာအထင်ရှားတွေ့နိုင်ပါတယ်

Yet she taught me the alphabet of compassion, one gentle act at a time. My mother's love had no conditions, no education, no hesitation, only endless patience that lit the dark corners of childhood. While my father struck in anger, my mother healed in silence, the world's first lesson in mercy. A mother's strength is not in power or pride, but in the softness that bends and never breaks. Even when I pulled her ears in play, she turned only with love, teaching me that true gentleness never resists. Her hands were rough from work, but her touch was tender, a paradox only a mother's heart can hold. To love without sleep, to care without rest, this is the quiet heroism only a mother performs. Compassion does not bloom in books, it grows in the tired eyes of a mother cradling her child through the night. The world honors saints and scholars, but I bow first to the woman who never raised her voice and raised me with love.